မိုင်ဆုံတောင်းဆင်ခဝီဒီယိုနဲ့တဲ့ခါတီအောဖာစာမန်လာတင်နင်ခခေါ်ความစနေခါခွန်အမနပပစောက်ခွန်းဆယ်တမ်လောင်တန်းကောခလိုက်ခေါ်ထွန်းဟစ်စကလုပ်ဖန်မာအန်ဝနန်ခါအောကွေကာအန်ခါတီလာနဲ့တဲ့ဖူအန်ဟိုမန်ခေါ်စန်းတိုင်မောကာဟືအန်ဝနန်ခါအောစင်ကွမ်မန်ခတန်းပီလီစေအန်ပီလီစေယွန်းစေထွန်ပန်အင်းနင်ခအမနရကိုဖော်ထုတ်တာဟာခါသီးတက်ပါတယ် ဒါပေမဲ့အဲ့ဒီခါသိမှုကနေနားလည်မှုအသစ်တွေနဲ့ခလွတ်ချင်းရဲ့အလင်းရောင်ကိုရှာတွေ့နိုင်ပါတယ်။အခုဒီဗီဒီယိုမှာစာရေးဆရာခွန်းစီရဲ့လက်ရမြောက်စာအုပ်တအုပ်ဖြစ်တဲ့ကျွန်တော်တပုံဖြစ်လာပုံဆိုတဲ့စာအုပ်ထဲကနေဓမ္မရဲ့အရေးကြီးဆုံးကောက်ကြောင်းတစ်ခုကိုဆွဲထုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပင်လုံးမပျောက်ချင်းမလားပျောက်ဆုံးမှုများအထိ တိုင်းတပါသားတို့ရဲ့ကျမခံလို့ခြင်းဆိုတဲ့ခံယူချက်ကနေဘာကြောင့်ရှမ်းတွေကိုဒီလောက်မုန်းပါလိမ့်ဆိုတဲ့ဝနေဖွယ်မိခွန်အထိလူမျိုးနှစ်ခုကြားကရှုပ်ထွေးနှစ်နေတဲ့စိတ်ခံစားမှု အပြန်အလှန်တက်ရောက်မှုတွေနဲ့ပြည့်နေနေတဲ့မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်ခွန်းစရဲ့ခိုင်မာတဲ့စာသားတွေနဲ့အတူဒိတ်ကနာကျင်မှုတွေကနေသင်ခန်းစာယူပြီး ပုံမကောင်းဝင်တဲ့အနာကတ်တစ်ခုကိုဘယ်လိုဖန်တီးကြမလဲဆိုတာကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါဘင်းလုံးစာချုပ်ချုပ်ဆိုခဲ့တဲ့ကပါဝင်ခဲ့တဲ့တီဘောခွန်ကြဘူးကရေးခဲ့ဖူးပါတယ်ညောင်ဆွေဇော်ဘွားကြီးတပားကဗမာပြည်မှာယနေ့ထက်တိုင်အင်မတန်ကြီးညိုချင်းခံရတဲ့ပုဂ္ဂိုလ်ကြီးတဦးကို အမတ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ဖိတ်ခေါ်ခဲ့ဖူးတဲ့ အဲ့ဒီပုဂ္ဂိုလ်ကဒီဖိကြားချက်ကိုညှင့်ပယ်လိုက်တယ်လို့ဆိုပါတယ်။နောက်ပိုင်းပါကြောင့်ညှင့်ပယ်လိုက်တာလဲဆိုတော့ကိုဖိကြားပုံကတော့တိုင်းတပါးသားလူမျိုးခြားတို့ဤကျွမ်းမခံလို့ချင်းလို့ဆိုတယ်လို့မှတ်တမ်းတင်ထားပါတယ်။ဒီအဖြစ်ဟာဗမာတွေကရှမ်းတွေအပေါ်ဘလို့သဘောထားတယ်ဆိုတော့ကိုသင်ဟပြနေတယ်လို့မြင်ပါတယ်။ကိုကအုတ်ချုပ်သူဖြစ်ရင်တော့ ညီအကိုတွေပါလို့လေချိုသွေးနေပြီမဲ့စိတ်ရင်းမှာတော့ကြောသားရင်သားမခွင်းခြားတဲ့အထက်တန်းစိတ်ဓာတ်မျိုးကို မထားရှိနိုင်သေးဘူးဆိုတာပဲဖြစ်ပါတယ်အဲ့ဒီလိုစိတ်ဓာတ်မျိုးထားနိုင်ဖို့အများကြီးလေ့ကျင့်ရအောင်မယ်လို့မြင်ပါတယ်ရှေရှေဝေးဝေးသမိုင်းလိုက်ရှာစရာမလိုပါဘူး1962ခုနှစ်မှာစစ်တပ်ကအာဏာသိမ်းတော့ ရှမ်းကောင်းဆောင်တွေအများဆုံးအဖမ်းခံရရပါတယ်။မြန်မာနိုင်ငံမှာပထမဦးဆုံးကမရာကြီးလက်ဖြစ်ရောင်စွေဇော်ဘွားကြီးလက်ဖြစ်တဲ့စောက်ဆွေတိုက်ဒီဘောဇော်ဘွားကြီးစောက်ချဆိုင်တို့လည်းပါပါတယ်။ရောင်စွေဇော်ဘွားကြီးစောက်ဆွေတိုက်ဆိုရင် အထင်းအသိခံရတယ်ပြီးတော့မကြခင်မှာအเจ้าမတိရပဲကွယ်လွန်သွားခင်ရတယ် တိဘောစောဝါကြီးစောက်ကြဆိုင်ဆိုရင်ယနေ့အထစ်တိုင်ပျောက်ချင်မလားပျောက်သွားခဲ့ပါတယ်ဖက်ဒရယ်မူကိုရေးသားခဲ့တဲ့တောင်ကြီးဥထွမြင့်ဆိုရင်မသေးယုံတမဲကိုစိတ်နှစ်ပါးလုံးနှိမ့်ဆက်တာခံခဲ့ရပါတယ်1988ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအခြေခံဥပဒေရေးဆွဲဖို့ဆိုပြီးအမျိုးသားညီလာခံခေါ်ပါတယ် လူမျိုးစုအသီးသီးကလည်းကို့အမျိုးအတွက်အခွင့်အရေးတောင်းဆိုဖို့ဆိုပြီးအတိုင်းပင်ခံကောင်းစီမေ ဖွဲ့ကြတာပါမှမဖြစ်ခဲ့ပါဘူး။ရှမ်းတွေကနောက်ဆုံးမှဖွဲ့တာဖြစ်ပါတယ်။ဖွဲ့ဖို့တော့အစိုးရကအားပေးလိုက်ပါသေးတယ်။ဒါပေမဲ့ဖွဲ့ပြေးလို့မကြခင်ပဲဖမ်းဆီးလိုက်ပါတယ်။မကြစဘူးထောင်တန်းတွေကို96နဲ့75နဲ့93နဲ့ တရား6နဲ့စသဖြင့်ချလိုက်ပါတယ်။ဒါကြောင့်ရှမ်းဝါရင် နိုင်ငံရေးသမားကြီးဥဆွေအောင်တယောက်သူမသေးခင်ကစာတပုတ်မှာတော့ဘာကြောင့်ရှမ်းတွေကို တီလောက်မုန်းပါလိမ့်လို့မေခွန်းထုတ်ခဲ့ပူပါတယ်။1996ခုနှစ်ကနေ1998ခုနှစ်အထိလဲသုံးနှစ်လုံးလုံးရှမ်းပြည်အလဲပိုင်း17မြို့နယ်မှာရွာပေါင်း 1500နီးပါးရှိတဲ့ပြည်သူလူထုတွေကို အတင်းအကျပ်မောက်ထုတ်ခဲ့ပါတယ်။ကျန်းရစ်တဲ့လူတွေအိမ်ပြန်ပစ္စည်းယူတဲ့လူတွေကိုတပ်ပစ်ပါတယ်။အမျိုးသမီးဆိုရင်မရင်းကျင်ပြမှတပ်ပစ်ပါတယ်။ကလေးတွေဆိုရင်အစိတ်သားလေးတောင်မချန်နဲ့ဆိုပြီးဘိုးချုပ်မူကြီးသန်းဆွေက အမိတ်ထုတ်ခဲ့တယ်လို့သူ့ရဲ့တပည့်တန်မူဟောင်းဥအောင်လင်းထုတ်ကတောင်ရိတ်ခဲ့ပူပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီ ်ထိုင်းတပ်မတော်မှာဘိုးချုပ်ကြီးအဖြစ်နဲ့တာဝန်ကနေအနာယူသွားခဲ့တဲ့ရှမ်းအမျိုးသားပွန်ဝနာကမွန်းကမှတ်ချက်ချဖို့တာကဒီလိုပါ အမာကရှမ်းကိုမုန်းတာထိုင်းကြောင်ပဲထိုင်းကိုဗမာကမုန်းတာကလည်းရှမ်းကြောင်ပဲဒါပေမဲ့ထိုင်းရောရှမ်းပါဘာကြောင့်ဆိုတာသူတို့မယဲမိကြဘူးတဲ့ထိုင်းနဲ့ရှမ်းတွေဟာသေးသားအနေနဲ့ကောဘာသာစကားအနေနဲ့ကောဆွေမျိုးတော်စားကြပါတယ် ခိုင်းဟာကိုတိကိုနတ်နဲ့ငွားငွားဆွန့်ဆွန့်နေခဲ့တာကိုလူမျိုးရင်းစိတ်သက်ပြင်းတဲ့ဗမာကောင်းဆောင်တွေကကျဉ်납ပုံမရပါဘူး။ဒါကြောင့်ရှမ်းကိုမြင်ရင်ထိုင်းကိုတရိယာပြီးမတရားလုပ်ပါတယ်။ထိုင်းကိုမြင်ရင်လဲကိုမတရားလုပ်ခဲ့တဲ့ရှမ်းတွေကိုမုံပါတယ်။ဒါကို2001ခုနှစ်ကထက်တဲ့ယိုရီးယားမြန်မာဆက်ဆံရေးမသိမနေရအကြောင်းသုံးစာအုပ်ကိုကြည့်ရင်ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးဒီဂါဝုမင်းသားကဗြမဒတ်မင်းကို ပြောခဲ့တဲ့အလွန်မသားစရာကောင်းတဲ့စကားတစ်ခုရှိပါတယ်။လူတွေဟာကိုယ်ကိုမတရားလုပ်တဲ့သူကိုခွလွတ်နိုင်ပေမဲ့ကိုကမတရားလုပ်ခဲ့တဲ့သူကိုတော့လုံးဝခွင့်မလွတ်နိုင်ကြဘူးတဲ့။အင်္ဂလိပ်စာတစ်ပုဒ်မှာလည်းတွေ့ဖူးပါတယ်။လူဟာဘသူကိုအမုန်းဆုံးလဲဆိုရင် ကိုကမတရားသဖြင့်လုပ်ခဲ့တဲ့သူကိုပဲတဲ့။ ရှမ်းတွေဘက်ကလည်း6ပြစ်ကင်းသဲလဲစင်ပဲလားဆိုတော့မဟုတ်ပါဘူး။ငငယ်ကလေးကကြားဖို့တဲ့စကားရှိတဲ့ဗမာမကောင်း၊ကောင်းတဲ့ဗမာမရှိ၊ဗမာဆိုတာမရှိကောင်းတဲ့။ဒီစကားကိုစထွင်တဲ့သူဟာဗမာတွေကိုသိစိတ်နာပုံရပါတယ်။အမေရိကန်လူဖြူတွေကသူတို့စီမှာအိန္ဒိယန်လူနီတွေကို ပြောဖို့တို့လိုပေါ့။ ကောင်းတဲ့အိန္ဒိယဆိုတာသေတဲ့အိန္ဒိယပဲတဲ့ဒါပေမဲ့ဗမာတော်ထဲမှာနှစ်ရှည်လာများစွာနေခဲ့ပြီးတကယ်စိတ်သဘောထားဖြူစင်တဲ့ဗမာတွေနဲ့ပေါင်းတင်ဆက်ဆံခဲ့မှုတဲ့ကျွန်တော်တို့လိုရှမ်းတွေကတော့စောက်ခွန်စာပြောတာကိုပဲကြိုက်နှစ်သက်ကြပါတယ်ဗမာလောက်ကောင်းတဲ့လူမျိုးမတွေ့ဘူးဘူးဗမာလောက်ဆိုးတဲ့လူမျိုးလည်းမကြုံဘူးပါဘူးဗျာတဲ့ဒါကြောင့်စောက်ခွန်စာပြောခဲ့တဲ့စကားအတိုင်းပဲ ကောင်းတဲ့ပမာတွင်နဲ့ပဲတွေ့ပြစေပေါင်းသိမ်းပြစေလို့ဆုတောင်းဆန္ဒပြုပါတယ်။ဟုတ်ကဲ့ပါ။ဒါကခွန်းစေရဲ့စာအုပ်ထဲကအချို့ကိုကောင်းနှုတ်တင်ဆက်ပေးတာဖြစ်ပါတယ်။ခွန်းစေရဲ့စာပိုက်ကိုလေ့လာကြည့်ပြီးတဲ့နောက်မှာကျွန်တော်တို့ဟာသမိုင်းရဲ့အလွှာပေါင်းများစွာကိုထိုးဖောက်မြင်ခဲ့ရပါတယ်။အာနာယုံကြည်မှုနဲ့နာကျင်မှုတွေဟာဘယ်လိုဆက်နွယ်နေသလဲဆိုတာကိုတွေ့ခဲ့ရပါတယ်။ ဒီနေရာမှာအထူးတတိပြုရမှာကဒီကဝမင်းသားကပြမတန်မင်းကို ပြောခဲ့တဲ့စကားပဲဖြစ်ပါတယ်။လူတွေဟာကိုယ်ကိုမတရားလုပ်တဲ့သူကိုခွန့်လွတ်နိုင်ပေမဲ့ကိုကမတရားလုပ်ခဲ့တဲ့သူကိုတော့လုံးဝခွန့်မလွတ်နိုင်ကြဘူးဆိုတဲ့ခါးသီးတဲ့အမှန်တရားပါ။ဒီအမှန်တရားကိုကြော်လွှားဖို့ဆိုရင်ကျွန်တော်တို့ဟာစောက်ခွန်စာရဲ့အလုံးကောင်းမွန်တဲ့စကားအတိုင်းဆစ်ဆက်သွားရပါမယ်။ တိုင်းရင်းသားလူမျိုးများအလုံးအတွေ့အတူတကွပေါင်းစည်းညီညွတ်မှုကိုတည်ဆောက်တဲ့အခါမကောင်းတဲ့ဗမာတွေနဲ့မဟုတ်ပဲကောင်းတဲ့ဗမာတွေနဲ့ပဲတွေ့ပြရစေပေါင်းသင်းပြရစေလို့ဆွတ်တောင်းရမယ်အခြေအနေကနေကင်းလွတ်အောင်အားလုံးကကြိုးပမ်းသင်ပါတယ်အတိတ်ရဲ့သမိုင်းစိန်ခန်းစာတွေကို ရင်မာပိုက်ပြီးမေတ္တာတရားနဲ့နားလည်မှုအပေါ်အခြေခံတဲ့ပြီးတော်စုစိတ်တက်ကို မွေးမြူခြင်းကသာ ကျွန်တော်တို့ဟာငြိမ်းချမ်းတဲ့အနာဂတ်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်တပုံဖြစ်လာပုံ ဆိုတဲ့စာအုပ်ထဲက အတွေ့အမြင်တွေကိုဒီနေရာမှာပဲနေကုန်းချုပ်ပြရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။